ီလိုတွေပါလို့ကျန်တဲ့လူကျန်တဲ့ဥစ္စာကိုသာကျွန်တော်တို့ကဝိုင်းပြီးပြည်သူတွေနဲ့စုပေါင်းလို့ပြည်တော်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီရဲ့ဒုတိယဥက္ကဋ္ဌလည်းဖြစ်လက်ရှိပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဦးထေဦးဟာသူ့ရဲ့မဲဆန္ဒနေရာဟောင်းမှာပဲထပ်မံရှင်းပြိုင်မှာပါ။ဒါမဲ့ရွေးကောက်ပွဲအတွက် NLD နဲ့ဦးထေဦးရဲ့အပြိုင်မဲဆွယ်မှုဟာစိတ်ဝင်စားစရာပါ။ဦးထေဦးဟာနိုဝင်ဘာ3ရက်နေ့ကဟင်္ဒရာမြို့နယ်စင်မတီဒံမီရွာကမန္တလေးဖုန်ကြီးကျောင်းဖွင့်ပွဲမှာ လူလူနဲ့တွေ့ဆုံခဲ့ပါတယ်။ပြည်သူတွေအတွက်အကျိုးရှိစေမယ့်မူဝါဒတွေကိုချမှတ်ထားပြီးအစိုးရနဲ့ပူးပေါင်းလှုပ်ဆောင်ခဲ့တာမို့တန်ခိုင်ရေးပါတီဟာထောက်ခံမှုတွေရရှိနေတယ်လို့ဦးထေဦးကဆိုပြီးလူလူတွေ့ဆုံပွဲဟာလည်းပြည်သူရဲ့ဖိတ်ကြားမှုကြောင့်ပါလို့ဆိုပါတယ်။ပါတီဖွဲ့တယ်ဆိုတာကအတူကောက်ပြောရင်ပြည်သူတွေအကျိုးရှိအောင်လုပ်ပေးဖို့ဒါကြောင့်ကျွန်တော်တို့ကပြည်သူတွေအကျိုးရှိအောင်အကျိုးရှိစေတယ်ဆိုတဲ့ကိစ္စရည်ကိုကိုယ်တိုင်လည်းလုပ်တယ် နော်ကိုယ်တိုင်မလုံနိုင်ဘူးဆိုရင်လုံနိုင်တဲ့လူရှင်တွေနဲ့ပေါင်းဆက်ပြီးလဲလုပ်တယ်။အဲ့ဒါမှမရဘူးဆိုရင်လည်းနိုင်ငံတော်အစိုးရကိုကျွန်တော်တင်ပြပြီးကျွန်တော်လုပ်ခဲ့တယ်။ဒါဒီနေ့ဆိုလို့ရှိရင်လည်းဒါမဲဆွယ်တဲ့မဲဆွယ်တဲ့ကာလပေါ့ပြုတ်ကပွဲအမတန်နီးနေပါပြီနော်။ဒါပြီးမဲဆွယ်တာလည်းစာရင်ဟိုက်နေပြီဖွံ့ဖြိုးတိုးတက်ရေးအတွက်ကျွန်တော်တို့လုပ်ခဲ့တယ်ဆိုတဲ့ဥစားလေးတွေနော်အရင်တုန်းကဘယ်လိုလုပ်ခဲ့သလဲနော်အခုဘာတွေလုပ်နေသလဲ။နောင်ကဘယ်လိုလုပ်ကြမလဲဆိုတဲ့ဥစားလားတိုင်မင်တာပဲနော်။လားတိုင်မင်ရနေပြီးတော့ဒူဒူနားလဲရင် နော်နားလည်တဲ့အပေါ်မူတည်ပြီးယုံကြည်ယုံကြည်သလိုဖြစ်မှာပဲမယုံကြည်မယုံကြည်လို့ဖြစ်ဘူးပေါ့ NLD ကစီယုံရေးစင်နာကိုတာမန်လောက်ပဲလုပ်ခဲ့ပြီးမယ်ပြည်သူတွေကတက်ကြွစွာပါဝင်ခဲ့တယ်လို့ဦးလိုက်မင်းထွန်းကပြောပါတယ်သူကတော့ပြည်သူတွေဟာအပြောင်းလဲကိုလိုလားတာမို့ NLD ပါတီရဲ့ပြောင်းလဲကိုအချိန်တန်ပြီးဆိုတဲ့ကြွေးကြော်မှုမှာပါဝင်လာကြတာကြောင့်ရွေးကောက်ပွဲနေ့မှာ NLD ပါတီပဲအနိုင်ရမယ်လို့ယုံကြည်နေပါတယ် အောင်နိုင်ရုံကိုမျိုးမျိုးဖိုင်နေပေါင်းပြီးဖွင့်တယ်။နောက်ပြီးတော့တက်ကြွတဲ့လူငယ်တွေကိုဆွဲခေါ်ပြီးတော့အားလုံးပါလာတဲ့အခါကျတော့အခုတဖြည်းဖြည်းကျဲပြန့်လာ။နောက်ကြီးရောအင်းနေဒီကောင်းဆောင်တွေရှိတယ်။တချို့အရန်တက်ကြွတယ်။တက်ကြွတဲ့အခါကျတော့သူတို့အင်အားကိုပါဆုလိုက်တဲ့အခါကျတော့အခုအများကြီးဖြစ်သွားတယ်။အခုလိုဒီလိုဖြစ်နိုင်တာတော့တကယ်အနှစ်သာရပြောရင်ပြည်သူကတက်ကြွတယ်။ NLD ကသူ့ရဲ့ပုံမှန်စီယုံရေးလုပ်ငန်းတွင်ပဲလုပ်နေတာ။ပြည်သူကအရန်တက်ကြွတယ်။ ပြောင်းလဲချိန်တန်ပြီလို့ဆိုကြပေမဲ့ဘက်ကလေးအချိန်ကတော့လူတိုင်းတိုးတက်ပြောင်းလဲနေပြီးပြောင်းလဲမှုကိုသိမြင်နိုင်ဖို့သာလိုတယ်လို့ဆိုလာသူကဦးထေဦးပါဆိုလိုတဲ့ပြောင်းလဲချိန်ဆိုတာဘာလဲဆိုတာကျွန်တော်မသိပါဘူးနော်ဘာလို့လဲဆိုတော့သူ့စိတ်ကူးနဲ့သူပြောတာပဲသို့တော်လည်းပဲကျွန်တော်အမြင်ပြောမယ်ဆိုရင်တော့ဘက်ကလေးအချိန်ဒီမှာတော့ပြောင်းနေတယ်ကျွန်တော်လည်းပြောင်းတာပဲမနစ်ကကျွန်တော်နဲ့ဒီနေ့ကျွန်တော်နဲ့မတူဘူးနော်ပြောင်းတာအသက်ကြီးလာတာကျန်တဲ့တိုးတက်မှုတွေလည်းဖြစ်လာတယ်ဒီကြောင့်အစားအရှိမှမရှိတာအခုဖြစ်လာတယ် အခုရက်နေတယ်ကျွန်တော်ဇောင်းတန်းအရင်တော့မရှိအခုဖြစ်လာတယ်အပြောင်းလဲတာတွေပေါ့ကျန်တဲ့နေရာတွေမှာလည်းအများကြီးပြောင်းလဲပါတယ်နော်ပြောင်းလဲတယ်ဆိုတဲ့ဥစ္စာကိုသိဖို့လိုတယ်မမြင်ရင်မပြောင်းဘူးလို့ပြောမှာပေါ့မသိရင်မပြောင်းဘူးလို့ပြောမှာပေါ့သိတယ်မြင်တယ်ဆိုတာလည်းကိုယ်တိုင်ပါဝင်ဆောင်ရွက်မှာသိတယ်မြင်တယ်ကိုယ်တိုင်ပါဝင်ဆောင်ရွက်ခြင်းမရှိရင်တော့ဘာတွေပြောင်းလဲပြောင်းလဲမပြောင်းဘူးလို့ပဲဒီလိုပဲပြောကြတယ်ဒါကျွန်တော်ယူဆကျွန်တော်ပြောတာပါ